2025ခုနှစ်မေလ12ရက်နေ့နက်9:00နာရီမှာစစ်တပ်ကစာတင်ကျောင်းကိုလေရင်နဲ့ဘုံကျဲချတဲ့အတွက်ဆရာဆရာမ2ယောက်အပါအဝင်ကျောင်းသားကျောင်းသူအယောက်90ကျော် ထိခိုက်တိုက်ဆုံးခဲ့တဲ့တည်င်းကိုပြောပြလိုပါတယ်။သကိုင်းတိုင်းဒီပဲရင်မြို့နယ်ဦးထင်းကွင်းတီးရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ပုံကျဲခဲ့ပါတယ်။ဆရာဆရာမနှစ်ဦးအပါဝင်ကျောင်းသားကျောင်းသူအယောက်90ဝန်းကျင်ထိခိုက်တိုက်ဆုံးခဲ့ပါတယ်။စာတင်ကျောင်းပေါ်တက်တက်ကျဲသွားတာဆရာမနှစ်ဦးကတော့ပွဲချင်းပြီးပြီးပွဲချင်းပြီးတည်ပြီးတော့ကျောင်းသားကျောင်းသူအယောက်90လောက်ထိခိုက်တိုက်ဆုံးနိုင်ပါတယ်။အလောင်းရှာမရတဲ့ကလေးတွေလည်းရှိတယ်။ကလေးတွေကမျက်လုံးကျွတ်ထွက်သူကကျွတ်ထွက်တချို့ကခေါင်းတခြားခန္ဓာတခြားဖြစ်တဲ့လူကဖြစ် အချိန်နေဆိုးပါတယ်ဒီပဲရင်မျိုးနယ်မှာကယ်ဆယ်ရေးအဖွဲ့ဝင်တခုကပြောပါတယ်လက်တလောအလောင်းရရှိထားမှုအချိန်နေကျောင်းသားတောင်းလူအပါဝင်ကလေးသူငယ်၁၁ဦးနဲ့ဆရာဆရာမ၂ဦးအလောင်းကိုတော့ရရှိထားပြီးဖြစ်ပါတယ်ကျန်တဲ့ရုပ်အလောင်းတွေကတော့မြည်တူမြီဝါခွဲခြား၍မရနိုင်တာတွေရှိနေပါတယ်ဆိုလိုတာကဒီကလေးတွေ ာတင်နေတဲ့အချိန်မှာစာတင်ချောင်းတက်တဲ့ကိုလီရင်နဲ့ဘုံကျဲချသွားတယ်တည့်လိုက်တဲ့ဘုံကလည်းအင်မတန်ပောက်ကွဲမှုပြင်းထန်တဲ့ပေါင်900ရှိတဲ့ဘုံကြီးဖြစ်ပါတယ်အဲ့ဒီပေါင်900ရှိတဲ့ဘုံကြီးကကျဲချလိုက်ရင်အ ਨੇ ဆုံး3မိုင်ပတ်လည်လောက်ကအဆရှာမရအောင်ပောက်ကွဲထွက်သွားပါတယ်အခုအယောက်90ကျော်ထိခိုက်သွားတဲ့အထက်မှာဒီရုပ်အလောင်းဆက်တလောင်းပဲဒါတွေ့ပြီးတော့မှကြံတဲ့ရုပ်အလောင်းတွေကကြေမွှပြက်စီးသွားတယ်ဆိုတဲ့သဘောရှိတယ်ခုဆိုရင်အကျန်းဖတ်စစ်တပ်က ြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့မှရရက်ဆက်ဆက်လေရင်နေနဲ့ဘုံကျဲနေတာနေ့စဉ်ရက်ဆက်ဖြစ်ပါတယ်ရွာပေါင်းများစွာလူပေါင်းများစွာနေ့စဉ်နဲ့အမျှထိခိုက်သိဆုံးနေတာဖြစ်ပါတယ်ဒီအကြမ်းဖက်ဆက်သက်မြန်မာနိုင်ငံမှာရှိနေတဲ့ဒီွေကတော့မြန်မာပြည်လူလူထုတွေဘယ်တော့မှအေးချမ်းတာယာတဲ့ဘဝကိုရရှိမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ဒီຫນွေဥတော်လမ်းကြီးကိုဘာကြောင့်လုပ်နေရတယ်လဲတိုင်းရင်းသားပြည်နယ်တွေကတိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေကဒီအကြမ်းဖက်ဆက်သက်ကိုဘာကြောင့် နှစ်ပေါင်းများစွာတော်လှန်နေရတယ်လဲဆိုတာကျွန်တော်တို့เนาะမြို့ပေါ်မှာနေတဲ့လူတွေနိုင်ငံခြားမှာနေတဲ့လူတွေနိုင်ငံရေးကိုငါတို့နဲ့မဆိုင်ဘူးဆိုတဲ့နေတဲ့လူတွေနောက်ကိုမထီတေလို့တက်တောက်တက်တာပျော်ပျော်ပပနေနေတဲ့လူတွေနားလည်မှုသိမှာပြီကျွန်တော်တို့ဘာကြောင့်နိုင်ငံခြားကိုထွက်ပြီးတော့အလုပ်တွေလုပ်ရလဲကျွန်တော်တို့မြန်မာပြည်သူလူထုကဘာကြောင့်ဆင်းရဲနေရတယ်လဲဆိုတာကျွန်တော်တို့ပြည်သူလူထုတွေအားလုံးနားလည်ဖို့လိုပါတယ်ဒါကြောင့်မို့လို့ကျွန်တော်